ချောင်းကပွဲတစ်ခုမှာကိုရိုင်းတချင်းဆိုပြီးတော့ဖျော်ပြရတဲ့အထိထူးထူးနေပြီဖြစ်တဲ့လွင်မိုးရဲ့မြည်လေးလီယန်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Global Media News Page ကနေပြီးတော့ပရိသတ်တီအားလုံးကိုပြန်လည်ပြီးတော့ချူဆိုပါရရှင် ပရိသတ်များရှင်အလွေမိုးကတစ်ချိန်လုံးကအောင်မြင်ကျော်ကြတဲ့မင်းသားတစ်လက်ဖြစ်ခဲ့ပေမဲ့အခုလက်ရှိမှာတော့မြေတယောက်ကိုထိန်းချောင်းပြုစုရင်းနဲ့သာအလုံးရှုံနေတာဖြစ်ပါတယ်။တစ်ဖက်မှာစီးပွားရေးရလည်းလုပ်နေရတာမို့အနုပညာအလုပ်တွေကိုတောင်းမလုပ်နိုင်တာကြာပါပြီ။လွေမိုးရဲ့အချိန်တတော်များကိုမြေဖြစ်သူလီယမ်ကိုသာပေးထားရတာဖြစ်ပါတယ်။လီယမ်လေးက ရုံးကြည်လွင်မိုးရဲ့သားလေးဖြစ်ပေမဲ့မွေးပြီးကလေးကလွင်မိုးတို့စီမှာသာခြေပြင်းခဲ့ရတာဖြစ်ပါရင်ရုံးကြည်လွင်မိုးကနိုင်ငံသားမှာចောင်းသွားတက်နေခဲ့တာကြောင့်သားလေးကိုမခေါ်သွားနိုင်ခဲ့တာဖြစ်ပါရင်ဒါကြောင့်မို့ဖခင်ဖြစ်သူလွင်မိုးတို့စီမှာပဲသားလေးကိုထားခဲ့ရပါတယ်လွင်မိုးတို့အတွက်တော့မြေးဖြစ်သူလီယမ်လေးကမြေးတယောက်ထက်ကိုပို့ပါတယ်လွင်မိုးတို့လက်ထဲမှာသာခြေပြင်းလာခဲ့တဲ့လီယမ်လေးကအခုဆိုရင်တော့ ဝါသနာကိုလည်းအကောင့်ထဲပုံနိုင်နေပြီဖြစ်ပါတယ်။လီယမ်လီကလည်းလွင်မိုးလိုအနုပညာဝါသနာကြီးပါတယ်။ဒါပေမဲ့တရုတ်ဆောင်ရတာဝါသနာပါတာမဟုတ်ပဲနဲ့တချင်းဆိုရတာဝါသနာပါတာဖြစ်ပါတယ်။ဒါအပြင်အချစ်တချင်းလေးလိုအေးအေးဆွေးဆွေးမျိုးမဟုတ်ပဲနဲ့ IC အဖွဲ့ကလီယမ်ရဲ့ idol တွေဖြစ်ပါတယ်။လေးဖြူအငဲနဲ့ဝိုင်ဝိုင်တို့ရဲ့တခြင်းတွေကိုလီယမ်လေးကတော်တော်လေးကိုချိန်နေတတ်တာဖြစ်ပါတယ်။အချိန်အားပြီဆိုရင်သူတို့ရဲ့တခြင်းကိုထိုင်ဆိုနေတတ်တာဖြစ်ပါတယ်။ပုံမှန်ဆိုတာမဟုတ်ပဲလီယမ်အတွက်ဂီတာတစ်လုံးနဲ့မိုက်ကိုလည်းစီစဉ်ပေးထားရတာဖြစ်ပါတယ်။မိုက်ဆိုရင်လည်းတိုင်တိုင်နဲ့ထောင်ထားတဲ့မိုက်ကိုသာကြိုက်တာဖြစ်ပါတယ်။ AM လေးကအိမ်မှာဝါသနာအရာရှောက်ဆိုတာမဟုတ်ပဲပွဲတွေမှာဖျော်ဖြေဖို့အထီကိုတကယ်ဝါသနာပါနေခဲ့တာဖြစ်ပါတယ်လူကြောက်လိမ့်မယ်လို့ထင်ထားခဲ့ရပေမဲ့လည်းတချင်းဆိုတာကိုဝါသနာကြီးရာကြောင့်သူကြောင်းကပွဲမှာတည်ဆိုဖို့အထီတတိရှိနေခဲ့ပါတယ် LM တက်နေတဲ့ International ကြောင်းမှာကြောင်းကပွဲတစ်ခုလုပ်ခဲ့တာဖြစ်ပါတယ်အရိကပွဲမှာ LM ကသူများတွေလိုအဖွဲလိုက်မကပဲတချင်းဆိုဖို့ဆုံးဖြတ်ခဲ့တာပါ လေးဖြူရဲ့နာမည်ကျော်တချင်းတစ်ပုဒ်ဖြစ်တဲ့မဲမမဲမဲတချင်းနဲ့တည်ဆိုခဲ့တာဖြစ်ပါတယ် လေးပြူရဲ့တခြင်းတွေကိုအရန်ဟိုကြိုက်တဲ့လီယမ်ကတော့ဖျော်ပြနေတဲ့အချိန်မှာအထင်ငေါတော့မရှိပါဘူးဒီတခြင်းကသူထက်ခါထက်ခါတီးဆိုထားတဲ့တခြင်းဖြစ်တာကြောင့်အရန်ဟိုလွယ်ကူနေခဲ့တာပါလီယမ်ကအเจ้าကဆရာနဲ့အတူတူတခြင်းကိုဖျော်ပြခဲ့တာဖြစ်ပါတယ် ဆရာကဂီတာဒီးပေးပြီးတော့လီယမ်ကမိုက်ကန်ပြီးတော့တချင်းကိုအလွတ်ဆိုတာဖြစ်ပါတယ်။ခီးအမြင့်ကြီးမဆိုးနိုင်တာကြောင့်သူနိုင်တဲ့ခီးလေးနဲ့သာတပုတ်လုံးကို တီးဆိုနိုင်ခဲ့ပါတယ်။စင်အောင်မှာဂျောင်းကဆရာဆရာမတွေတငယ်ချင်းတွေအများကြီးကိုကြည့်နေကြလဲလုံးဝမကြောက်ပါဘူး။ဒါကြောင့်မို့လီယမ်ကအဆိုးကိုတကယ်ဝါသနာပါပြီးတော့ အနုပညာပိုးတွေအပြည့်ရှိနေတယ်ဆိုတာကိုသေစာပေါက်တွေ့မြင်လိုက်ရတာဖြစ်ပါတယ်။လျံကိုဆရာကလည်းလွင်မိုးနဲ့ဖွဖွားကလည်းအသေးချောင်းအားပေးနေတာဖြစ်ပါတယ်။လွင်မိုးကတော့မြင်းဖြစ်သူကိုအခုလိုမြင်ရတဲ့အတွက်ပီတိတွေဖြစ်နေတာဖြစ်ပါတယ်။အရွယ်နဲ့မလိုက်အောင်ကိုတန်လွန်နေဆိုပြီးတော့ချီးကျူးနေတာလည်းဖြစ်ပါတယ်။လွင်မိုးရဇနီးမောင်နှံကလျံဖြစ်ချင်တာအားလုံးကိုဖြည့်ဆည်းပေးခဲ့တာမို့တကယ်လို့အဆိုပိုင်းမှာဝါသနာပါလို့အဆိုတော်ဖြစ်ချင်တယ်ဆိုရင်လေငွေကုန်ကြီးကြောင်ခံပြီးတော့ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ကျောင်းကဝယ်တစ်ခု မှာကိုရိုင်းတခြင်းဆိုပြီးတော့ဖြော်ပြရဲ့အထီးထူးချွန်နေပြီဖြစ်တဲ့လွင်မိုးရဲ့မြေလျံအပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လဲပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။